ကာရာဘီယန်ဒေသမှာကျင်းပမှုတွေမြင့်တက်နေမှုနဲ့ပတ်သက်ပြီးဗင်နီဇိုလားနိုင်ငံနဲ့အမြဲမပြတ်အဆက်အသွယ်ရှိနေကြောင်းကရင်မလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ ရုရှားအနေနဲ့ဗီနီဇွဲလားကိုကူညီပေးမှာဟုတ်မဟုတ်တရင်တောက်တွေကမေးမြန်းချိန်မှာပတ်စကော့ကကျွန်တော်တို့ဟာဗီနီဇွဲလားနဲ့အဆက်အသွယ်ပုံမှန်ရှိနေပါတယ်လို့ဖြေကြားခဲ့ကြောင်းရုရှားနိုင်ငံပိုင်တပ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်ဒါပေမဲ့ဗီနီဇွဲလားနဲ့ဘလို့ပုံစံတွေနဲ့အဆက်အသွယ်ရှိနေတယ်ဆိုတာကိုတော့ပတ်စကော့ကအသေးစိတ်ပြောကြခဲ့တာမရှိပါဘူးကာရေဘီယာနေသားမှာစစ်အင်အားတွေဖြန့်ကျက်ချထားတဲ့အမေရိကန်နဲ့ဗီနီဇွဲလားကြားအခြေအနေကိုထိနေနေနေဆောင်ရွက်စီလို့ကြောင်းဒေတာတွင်ပဋိပက္ခအသစ်တွေထပ်မဖြစ်စီလို့ကြောင်းပြီးခဲ့တဲ့သတင်းပတ်ကပက်စကော့ကပြောကြားခဲ့ပါတယ်။ဒါ့ ပြင်ကာရေဘီယံပင်လယ်မှာအမေရိကန်ရဲ့စစ်အင်အားအလွန်ကျွံအုံပြုမှုကိုရုရှားနိုင်ငံကြားရေးဝန်ကြီးဌာနကရှုံချခဲ့ပြီးဗနီဇွဲလားအာဏာပိုင်တွေကိုထောက်ခံကြောင်းထပ်လောင်းအတည်ပြုခဲ့ပါတယ်။အမေရိကန်ဟာကာရေဘီယံဒေသနဲ့ပစိဖိတ်အခြေပိုင်ဒေသမှာမိုးရစေဝါမောင်းခိုကူးတဲ့တင်မောတွေကိုနှိမ်နင်းနေကြောင်းကြေညာခဲ့ပြီးတင်မော၁၄စင်းကိုတိုက်ခိုက်ခဲ့ကလူ၆၂ဦးသေဆုံးခဲ့ပါတယ်။အမေရိကန်ဟာမကြသေးမီလားတွေကလေးကကာရေဘီယံမှာစစ်အင်အားကိုတွန်းမြင်ပြီးဖြန့်ကျက်ချထားခဲ့ပါတယ်။အခုနှစ်မေလအတွင်းရုရှားသမ္မတပူတင်နဲ့ဗနီဇွဲလားသမ္မတမာဒူရိုတို့ဟာ ဩစကိုမှာမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။